ဒီလောကမှာဘယ်လိုမှလည်းရက်တိလို့မရအောင်နေရဲ့ဘာလို့လို့ကိုတမင်တက်တက်ကြီးကိုချောက်ချရတဲ့ဥစ္စာတွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးလူတွေကြောင်းလည်းအကုန်တိတယ်အရန်အတက်လွယ်သလိုအကြလည်းအရန်လွယ်တဲ့ခေတ်ကာလတစ်ခုမှာဒီလိုမျိုးထိမ့်သိမ်းထားနိုင်ဖို့ဆိုတာဘယ်လိုမှမလွယ်ဘူးသူပါရီစူးစမ်းနေတယ်သူပါရီလုံနေလဲဆိုတဲ့ဟာတွေကိုညင်အောင်ကြည့်ပေးပါဆိုင်ကဆိုင်ကိုကြိုက်တဲ့လောက်ပြောဆိုင်မိပါကြည့်လို့ရှိရင်တစ်ဆက်လေးမှညင်မခံတော့ဘူးအဲဒါကြောင့်မလို့ဘသူကြီးပဲဖြစ်နေပါစေဆိုင်မိပါချင်းတော့ညင်ခံနေမှာမဟုတ်ဘူးဆိုတာတော့ပြောချင်ပါ ောဖေဖေရောအဓိကဟိုရှိုင်းဝါသနာပါတဲ့အရာလေးကိုအခုလိုမျိုးလေးဒါချေရတဲ့လူတွေနဲ့အတူတူဒီလိုမျိုးလေးဖြတ်တန်းနေတာမြင်ရတော့မိဘမိဘတွေအနေနဲ့တော့ဝမ်းသာပီတိဖြစ်မိတယ်ပေါ့နော်ဒါပေမဲ့တခါကြလေမှာအဲ့လိုမျိုးဒီရှိုင်းပေါ်ကြရောက်တဲ့ဟို effect ပေါ့နော်ဒီဒီ side effect တန်တွေကိုတော့သူတို့မြင်နေသူတို့အိုက်ကြလို့ရှိရင်တော့စိတ်မကောင်းဖြစ်တာပေါ့နော်သူတို့ကမန်တိုင်းပြောလို့ရှိရင် line ပေါ် အကုန်တည်တယ်တခါလေကျရင်ရှိုင်းထက်တောင်ပိုတည်တည်တယ်ရှိုင်းမှာဟိုအလုံးအလုံးလုံးနေတဲ့အချိန်ဆိုလို့ရှိရင်နည်းနည်းလေးတချို့ຢာရေမတည်လိုက်တာတော့မရှိမရှိလိုက်တာတော့ရှိရတယ်ပေါ့နော်သူတို့ကကြတော့ဘလို့တည်မှန်းတော့မတည်ဘူးဒါပေမဲ့သူတို့အကုန်တည်နေတယ်အဲ့လိုတည်ပြီးလို့ရှိရင်တခါလေကျလို့ရှိရင်ရှိုင်းကိုခွင့်ပြောပြီးတော့သူတို့ရှင်းတယ်တခါကျရင်ရှိုင်းကိုခွင့်မပြောဘဲနဲ့သူတို့ကသူတို့ဗာလေလင်မြန်းနေအောင်တိုင်တိုင်ပင်ပင်နဲ့အဲ့လိုမျိုးအဲအဲ့လိုမျိုးကြီးပါရှိကြဆိုတော့လေအဲ့လိုမျိုးဒီဒီတောင်ပိုင်းမှာပေါ့နော်အဓိကဒီဒီနောက်ပိုင်းမှာပို့ပြီးတော့ဆိုးလာဆိုတော့နည်းနည်းပေါ့ ခုနကတော့ဟိုဟာကြည့်ချင်တယ်ဒီဟာကြည့်ချင်တယ်နဲ့ကြည့်လေလာလေမိမကြည့်ချင်တာလဲကြည့်စမ်းအဆုံးပါပဲမမရဲ့ကြည့်တယ်မလားဒီလောကမှာဘယ်လိုမှလဲရက်တီလို့မရအောင်နေရပြီးနောက်တစ်ခါကျတော့ဟိုဘယ်လိုပြောမလဲဘာလို့လို့ပေါ့နော်ဘာလို့လို့ကိုတမင်တက်တက်ကြီးကိုခြောက်ချရတဲ့ဥစ္စာတွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ချို့ဆိုရင်ကိုမပြောတဲ့စကားတွေကိုပြောသလိုမျိုးတွေလောက်ကြရဲ့အဓိကဒီတော်တော်များများညီတွေ့နေရတာပေါ့နော်ဆိုင်းကူရန်တွေချို့ဟာညီနေပါတယ် ှန်တမ်းပြောလို့ရှိရင်တော့ရှာရလေဟိုးအောက်ခြေကနေစခဲ့လို့ပဲပြောရမှာပေါ့နော် အောက်သက်ကြီးခဲ့ဆိုရင်လည်းမမအောင်ပေါ့နော်တဆင်ချင်းစီဖြတ်လာဖြတ်တန်းလာတဲ့အချိန်မှာတဆင်ချင်းစီအခက်ခဲတွေလှဲကွက်တွေပြောလို့ရှိရင်လူလူတန်းစားမျိုးစုံလူပေါင်းစုံလူတွေရဲ့စိတ်မျိုးစုံကိုလည်းကြုံတွေ့ဖြတ်တန်းလာရတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေ့ဒီချိန်မှာဆိုလို့ရှိရင်အများကြီးလူတွေအကြောင်းလည်းပိုတိတာပိုတိလာသလိုကိုယ့်အတွက်ဘယ်ဟာလိုအပ်တယ်ဘယ်ဟာမလိုအပ်ဘူးဘလိုယာရီတော့လုံးတင်တယ်ဘလိုယာရီတော့ပိုပြီးဖြစ်ဆက်တင်တယ်ဆိုတဲ့အရာတွေအစားစိတ်သက်ပိုင်းဆိုင်ရာတွေအစားပေါ့အကုန်လုံးဒါပြောင်းလဲပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာရှိုင်းကပြန်ပြီးတော့ပြောပြတယ်ဒီလိုပဲအမှုပညာသမားဆိုတာကတော့ဒီလိုမျိုးရှိမှဒါအဆင်ပြေတာဟိုလူတိုင်းလူတိုင်းကတော့ဒီလိုမျိုးကတော့ရှိတတ်ကြတယ်ဒါကို ဟိုပြောရမလဲဒါတော့စိတ်တက်ကြနေလို့မရဘူးကိုကကိုလုံးဆရာရှိတဲ့အရာကိုပဲကိုဆက်လုပ်သွားဖို့ပဲလိုအပ်တယ်ဆိုပြီးတော့မိဘဟိုဟာစာပြန်ပြီးတော့ကိုကအာပေးအာပေးရပါတော့နော်ကိုရန်ဝနာပါတဲ့အရာလေးပြီးတော့နှစ်တည်းလည်းအများကြီးလည်းရင်းနှီးထားပြီးတော့အများကြီးလည်းဒါကိုအနေနဲ့တစင်ချင်းစီစူးစားခဲ့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့မနိုင်ပြလို့ရှိရင်တော့အဲ့လိုတော့မဖြစ်ချင်ဘူးကိုစူးစားထားတဲ့ဘန်းတိုင်းကိုအထီကိုသွားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမှန်တိုင်းပြောရင်ဒီဒီကြားကလာရင်မအရန်ခက်ခဲတယ်ဆိုပေမဲ့လည်း အများကြီးဒါဆက်ပြီးတော့စ조사သွားမယ့်အရာရှိတဲ့အတွက်ကြောင့်မလို့စိတ်တက်မကြပဲနဲ့ပြီးပါတွေကိုပေါ်လို့လဲဒါသူတို့နားလည်အောင်ရှင်းပြပြီးတော့ရှင်းဆက်သွားမှာပါလို့အဲ့ဒါတော့စိတ်ချပါဟုတ်ဟုတ်ရှာနေရာတစ်ခုရောက်လို့ဟုတ်တယ်နေရာတစ်ခုရောက်ဖို့ကတော့တကယ်မလွယ်ဘူးအဲ့နေရာတစ်ခုရောက်ဖို့မလွယ်သလိုအဲ့နေရာမှာအဲဘယ်လိုပြောမလဲထိမ့်သိမ့်ဖို့ပေါ့နော်ထိမ့်သိမ့်ဖို့ဒီဟာလေးကိုလက်စုပ်ကင်ထားဖို့တော့ပို့ပြီးတော့မှခက်ခဲသေးတယ် အရန်အတက်လွယ်တယ်လို့အကြလဲအရန်လွယ်တဲ့ခေတ်ကာလတစ်ခုမှာဒီလိုမျိုးထိမ့်သိမ်းထားနိုင်ဖို့ဆိုတာဘလို့မှမလွယ်ဘူးဒီတယောက်ဘာလို့ထိမ့်သိမ်းထားနိုင်တာလဲ तू ကဘာလို့ဒီလိုချစ်ခင်အားပေးနေလဲဆိုတဲ့အရာတွေကိုပေါ်ရံမကြည့်ပဲနဲ့ तू ဘာတွေစူးစမ်းနေလဲ तू ဘာတွေလုပ်နေလဲဆိုတဲ့ဟာတွေကိုမြင်အောင်ကြည့်ပေးပါသူ့ရဲ့အနုပညာတွေကိုမြင်အောင်ကြည့်ပေးပါဆိုပြီးတော့လည်းအဓိကပြောချင်တယ်အပေါ်ရံနေမြင်လို့ရှိရင်တော့လူတယောက်ကို ဝေဖန်မှုဆိုတာလွယ်လွယ်ကူကူပဲလေနော်ဒီဒီလူတယောက်ကဘလို့ရေစူးစမ်းအားထုတ်ထားလဲဆိုတဲ့အရာတွေကိုမြင်မှလည်းဒါကိုချင်းစာနိုင်မှာဆိုတော့ဆိုင်ကဆိုင်ကိုကြိုက်တဲ့လောက်ပြောဆိုင်မိပါချီလို့ရှိရင်တစ်ဆက်လေးမှညင်ခံတော့ဘူးအဲ့ဒါကြောင့်မလို့ဘသူဘသူကြီးပဲဖြစ်နေပါစေဒါပြန်ပြီးတုံ့ပြန်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီကနေလေပြောချင်တာကဆိုင်ကိုမမြင်မတော်တာရှိလို့ရှိရင်ကြိုက်တယ်လို့ဆုံးမပြောဆိုလို့ရတယ်ဒါပေမဲ့ဆိုင်မိပါချီရင်တော့ညင်ခံနေမှာမဟုတ်ဘူးဆိုတော့ပြောချင်တာ ဒီနေ့ဒီချိန်ကြီးအပေးဝင်ရနေကြရဲ့ချစ်ရတဲ့ဖန်လေးတယောက်ချင်းစီတိုင်းကိုဆိုင်ကျေးဇူးများကြီးတင်ပါတယ်လို့ဆိုဆိုင်ထက်ဆိုပြီးတော့ဖြစ်လာအောင်လို့လည်းဒါအခုလိုမျိုးအဖက်ဖက်ကနေပြီးတော့ဝင်ရအပေးမှုတွေအတွက်လည်းတကယ်ကိုအပြုံးပြတတ်အောင်ကျေးဇူးတင်မိပါတယ်လို့အများကြီးလည်းစူးစမ်းသွားမှာဖြစ်လို့ပြောရလို့ရှိရင်စောင့်ကြည့်ပြီးတော့ရှင်းခုံပေးကြပါအောင်